မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ November 15ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့အမ်ဘရန်လမ်းပေါ်မှာရှိတဲ့နေအေကန်လေချောင်းရံကာကွယ်ရေးဗျူဟာကိုအရခတက်တော်အေအေကဆက်လက်ပြီးတော့ဝိုင်းဝန်းပိတ်ဆို့ထားတဲ့အတွက်အဲ့ဒီစခန်းကိုလေထင်းနဲ့နေတိုင်းလိုလိုစစ်ခွေးတွေကရေခါများလာရောက်ချပင်းနေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တခြားတစ်ပတ်မှာလည်းအဲ့ဒီလေချောင်းရံကာကွယ်ရေးဗျူဟာကိုစစ်ကူလာတဲ့စစ်ခွေးစစ်ကြောင်းနှစ်ကြောင်းဟာလည်းတလနီးပါးကြာလာပြီဖြစ်တော့လေလမ်းတစ်လျှောက်မှာ ဖြတ်တောက်တိုက်ခိုက်ခံနေရတဲ့အတော့အကြအဆုံများပြားစွာနဲ့ရွှေကိုမတိုးနိုင်ပဲဖြစ်နေတယ်လို့အဲ့ဒီဒေတာမှာရှိတဲ့စစ်ရေးသတင်းရင်းမြစ်တအူးကပြောပါတယ်နိုင်ရေကန်ဘျူဟာဂုံးမှာဂူခေါင်းထဲမှာပိတ်မိနေတဲ့စစ်သားတွေကရိတ်ခါပြတ်နေပါပြီဒါကိုလေမော်ကနေပြီးတော့လေသေးတွေနဲ့ရိတ်ခါတွေနေတိုင်းလိုလိုချပေးနေရတယ်စစ်ကူလာတဲ့စစ်ကြောင်းတွေလည်းဂျားဖြတ်တိုက်ခိုက်ခံနေရတော့ရွှေကိုမရောက်နိုင်ပဲဖြစ်နေတယ် အေးကလည်းအချိန်ယူပြီးတော့အလန်ဖြူတောင်းလက်နဲ့ချဖို့စောင့်နေတယ်လို့တပတ်မှလည်းလက်နဲ့ကြည့်နေတဲ့ရန်ပန်ရခါပြစ်ပေးတယ်လို့ပြောပြထားပါတယ်မြမအချမ်းဘတ်စစ်တပ်ကနိုင်ဧကန်ကိုစစ်ကူလာတဲ့စစ်ကြောင်းနှစ်ကြောင်းမှာတကြောင်းဟာကတ္တရာလမ်းဘက်ကဂုံကြီးဘက်ကိုစစ်ကြောင်းထိုးလာပြီးတော့နောက်တစ်ကြောင်းကဇပြွန်ပစီဘက်ကနေလမ်းဟောင်းအတိုင်းစစ်ကြောင်းထိုးနေတယ်လို့သိရပါတယ်ညီလက်ရွာကတ္တရာလမ်းသေးဘက်ကနေစစ်ကြောင်းထိုးတဲ့စစ်ကြောင်းနဲ့ဂုံကြီးနားမှာအေးနဲ့တိုက်ပွဲဖြစ်နေတာကမ္ဘာလောက်ကြာရှင့်နေပါပြီ ။မစည်းရွာလမ်းအောင်ဘက်ကလည်းပြန်ပြီးတော့စစ်ကြောင်းထိုးလာတော့တိုက်ပွဲဖြစ်နေတယ်လို့ရှင်းပြထားပါလေ။အကြမ်းဖက်စစ်ခွေးတပ်ဘက်ကအဲ့ဒီလမ်းကြောင်းနှစ်ခုကနေစစ်ကြောင်းထိုးကထိုးပေါက်နေတာဟာတလကအကြပီဖြစ်တော့လေ။နိုင်ရီကန်တောင်းချေရင်းကိုတော့မရောက်နိုင်သေးပဲအကြအဆုံးများစွာနဲ့ရင်ဆိုင်နေရတယ်လို့ပြောပါရတယ်။နိုင်ရီကန်ဘူဟာစခန်းကုန်းကိုအော်တိုဘာလကရေကပိတ်ဆို့တိုက်ခိုက်ခံထားရတာပါ။ စစ်တပ်ဘက်ကလည်းနီလန်မျိုးစုံနဲ့အင်အားတွေဖြည့်ပြီးတော့စစ်ကြောင်းထိုးတယ်တိုက်တယ်ဒီလိုနဲ့လာကြည့်ပြီးတော့ကြားလာတာပါဒါပေမဲ့တောင်ချင်းရင်းအထီတော်မရောက်နိုင်သေးဘူးတိုက်ပွဲကတော့နေတိုင်းလိုလိုရှိတယ်လို့၎င်းကပြောပြထားပါတယ်အော်တိုဘားလ28ရက်နေ့ကလည်းဝိုင်ယာပိတ်ဆို့ခန်းထားရတဲ့နိုင်ငံလေချောင်းရံကာကွယ်ရေးဗျူဟာစခန်းကစစ်ခွေးများကိုကယ်ထုတ်ရန် အကြမ်းမဆက်တဲ့ကစစ်ကြောင်းနှစ်ကြောင်းခွဲပြီးတော့ခြေတက်လာရလမ်းအောင်ဘက်ကနေထိုးစစ်ဆင်လာတဲ့စစ်ကြောင်းကိုပစီကျေးပါနာအယောက်မှာအရခတက်တော် AA ကဝိုင်းဝန်းပိတ်ဆို့တက်ခတ်ခဲ့ရာစစ်ခွေးစစ်ကြောင်းတစ်ခုလုံးပြုတ်သွားတယ်လို့သတင်းရရှိပါတယ်။အဲဒီနောက်မှာပစီရွာဘက်မှာတိုက်ပွဲကြီးသက်သွားခဲ့ပြီးတော့အခုနိုဗမာလအစကစပြီးတော့အင်အားတွေဖြည့်ပြီးတော့စစ်ကြောင်းပြန်လဲထိုးစစ်ဆင်နေတဲ့အတွက်တိုက်ပွဲများပြင်းထန်လျက်ရှိတယ်လို့သိရပါတယ်။ ်ပြီးခဲ့တဲ့လကနောက်ဆုံးဘက်ကဗစီယွာဘက်ကနေစစ်ကြောင်းပြိုပြီးတော့အကြဆုံးများခဲ့ပါတယ်အဲ့ဒီနောက်အဲ့ဒီဘက်ကတိုက်ပွဲခဏငြိမ်သွားတယ်လက်နယ်ကြီးလေးချောင်းပြစ်တာတွေတော့ရှိလာပေါ့အခုနိုဝင်ဘာလအစကနေပြီးတော့အင်အားပြန်ဖြည့်ပြီးစစ်ကြောင်းထိုးလို့တိုက်ပွဲပြန်ဖြစ်နေပါတယ်အကြဆုံးထိခိုက်တော့တော့တေချာမသိရသေးဘူးလို့ပြောပြထားပါတယ်လက်ရှိမှာအကြမှာစစ်ခွေးတပ်ကဂုတ်ကြီးဗစီနောက်လှိုင်ရွာများကိုလေးချောင်းကနေပုံကျဲတိုက်ခိုက်မှုများနေ့စဉ်ရက်ဆက်ပြစ်လုံနေတယ်လို့သိရပါတယ်လက်ရှိနိုင်ရီကလေးချောင်းရံကာကွယ်ရေးစခန်းကို အေက1ဝန်ပိတ်ဆို့ထားပြီးတော့လက်နက်ကြီးများနဲ့နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုများရှိနေတယ်လို့သိရပါဗါရအရခတ်တတော် AA ရဲ့အော်တိုဘားလ18ရက်နေ့နေဆွဲနဲ့ထုတ်ပြန်ချက်ထဲမှာဖတ်စစ်အကြဘတ်စစ်ခွေးတပ်များရဲ့နိုင်ရီကန်ဗျူဟာဂုံးမှရှိတဲ့အနေငယ်သောလက်ကျန်နေရာတချို့ကိုထိုးစစ်ဆဲတိုက်ခတ်လျက်ရှိနေသလိုဂစင်ကလျားနဲ့ထွက်ပြေးနေတဲ့စစ်ခွေးများနဲ့မိမိတို့ဟာနေရာအချို့မှာတိုက်ပွဲများဆက်လက်ဖြစ်ပွားနေတယ်လို့ဖော်ပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မုံပြင်းနဲ့ရေးမြို့နယ်ရွာကလေးနယ်ဝါရဟိုင်းရွာကြားမှာအကြမ်းဖက်စစ်တပ်နဲ့ရေးဘလူးအဖွဲ့တို့တိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့အကြမ်းဖက်စစ်ခွေးခုနကောင်တိုက်ဆုံးမှာအများအပြားထိခိုက်ဒဏ်ရာရရှိသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကနိုဝင်ဘာလ14ရက်နေ့မှာစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်ခွေးများကိုရေးဘလူးအဖွဲ့ကအသာစီးရယူပြီးတော့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီးတိုက်ပွဲဖြစ်ပွားချိန်55မိနစ်ခန့်ကြာနေခဲ့တယ်လို့သိရပါပါတယ်။တိုက်ပွဲဖြစ်တဲ့နေရာကရွာကလေးနဲ့ဝါရဟိုင်းကြားထဲမှာပါ ရန်သူဘက်ကစစ်ခွေးခုနှစ်ကောင်တိတ်ဆုံးတယ်။ဒဏ်ရာရတာဒီလည်းရှိတယ်။ဒဏ်ရာရတာကြတော့အာယုတောင်ကိုပြန်ပို့ချသွားတယ်။ကျွန်တော်တို့နဲ့သူတို့ကရွာကလေးရွာသူတို့ကြော်လာခဲ့ပါတယ်။ ဝါယဟိုင်းကြားလို့လည်းပြောလို့ရပါတယ်အဲ့ဒီမှာထိပိတိုက်ပွဲဖြစ်တယ်တိုက်ပွဲဖြစ်ချိန်က45မိနစ်လောက်ပဲကြာပါတယ်ကျွန်တော်တို့ဘက်ချမ်းကလက်ဦးမှုအရင်ရတယ်ဒီကောင်တွေကကျွန်တော်တို့ရှိတဲ့ target အထိုင်နေရာကိုပဲတည်ထားတာပေါ့ကျွန်တော်တို့ကသတင်းရတော့အသာစည်းကနေပြစ်လိုက်တယ်ရန်သူဘက်ကထိခိုက်မှုများတယ်ထိခိုက်မှုများတော့သူ့ရဲ့ဥတီချက်တွေဖတ်မရွေ့တော့ပဲနဲ့စစ်ကြောင်းကကျွန်တော်တို့နဲ့ပြစ်တဲ့နေရာအနီးနားတိုးထဲမှာပဲငြိမ်သွားတယ်လို့ရေဘလူးတပ်ဖွဲ့ရဲ့တပ်ရင်းမှုကပြောပြထားပါတယ် ဒီကနေ့နိုဝင်ဘာလ15ရက်နေ့မနက်ပိုင်းမှာတော့အကြမ်းဖက်စစ်ခွေးများကဆွေချောင်းထက်မှတိုးနိုင်တော့ဘဲနဲ့ပြန်ဆုတ်သွားတဲ့အပြင်ဖမ်းဆီးထားတဲ့ဒေသခံတွေကိုလည်းပြန်လွှတ်ပေးလိုက်တယ်လို့ကြားသိရကြောင်းရေးမလို့အဖွဲ့ထံကသိရပါဗျ။ဒီတစ်ခါတော့ဒီကောင်နေဘက်ကထိုးလာတဲ့စစ်ကြောင်းကအရန်ကိုအထိနာသွားတယ်လို့ရေဘလူးတပ်ဖွဲ့ရဲ့တိုက်ရဲမှုကပြောကြားထားပါဗျ။ မောင်ပြည်နယ်ရေးမြုံနယ်မှာစစ်ခွေးတပ်ကရေးမလူတပ်ဖွဲ့ကိုစစ်ကြောင်းထိုးပြီးတော့နေမြေရှင်းလင်းရန်ကြိုးစားတော့လဲသုံးနေကြော်ကြလာတဲ့အထိရေးမလူတပ်ဖွဲ့ကအသာစည်းနဲ့စစ်ခွေးတပ်ရဲ့ထိုးစစ်ကိုပြန်လည်ခုခံတိုက်ခိုက်ကာကွယ်ချေမုန်းနိုင်ခဲ့တယ်လို့မောင်ပြည်နယ်အခြေစိုက်တော်လှန်ရေးသတင်းရင်းမြစ်များကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်မှာရှိတဲ့အာကစားဝန်ကြီးဌာနပိုင်းတူဝနာအာကစားပြိုင်ပွဲရုံတစ်ကိုချမ်ဖို့ပါတီမဲဆွယ်ပွဲအတွက်စစ်ခွေးတက်ကအုံပြုတ်ဝင်ပေးလိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ နိုဝင်ဘာလ19ရက်နေ့မွန်လွဲတနားရီကနေညနေ4နာရီအချိန်ထိကျန်းဖော့ပါတီကရန်ကုန်မြို့တင်ကန်းကျွန်းမြို့နယ်တူနာအားကစားပြိုင်ပွဲရုံတက်မှာလူဦးရေသက်တောင်းခန့်ပါဝင်တဲ့မဲဆွယ်စည်းရုံးပွဲကိုပြုလုပ်မှာဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီမဲဆွယ်စည်းရုံးပွဲမှာကျန်းဖော့ပါတီဥက္ကဋ္ဌ KE တက်ရောက်မှာဖြစ်ပြီးတော့ရန်ကုန်မှာရှိတဲ့ကျန်းဖော့ပါတီဝင်များကိုရွေးကောက်ပွဲကျင်းပစာရန်ကိုမိတ်ဆက်မှာဖြစ်တယ်လို့သိရပါတယ်။ပါတီမဲဆွယ်စည်းရုံးဟောပြောခွင့်အတွက်အစိုးရဝန်ကြီးဌာနပိုင်းအဆောက်အဦကိုတုံးဆွဲခွင့်ပေးလိုက်တာပါ။တခြားဘဲပါတီကမှမပေးဘူး။ ကျန်းဖို့ကိုပဲပေးတာလို့ရန်ကုန်တိုင်းတပ်သတင်းရင်းမြစ်ကပြောပြထားပါတယ်။ဒါအပြင်ကျန်းဖို့ပါတီရဲ့မဲဆွယ်စည်းရုံးမှုရဲ့အတွာစစ်ခွေးနဲ့ရဲခွေးများကလည်းအပြင်ကနေလုံခြုံရေးယူပေးထားမှာဖြစ်တယ်လို့သိရပါတယ်။ဒါအပြင်အချို့အဖို့ကားအစီအစဉ်များကိုလည်းရန်ကုန်တိုင်းအစိုးရကပြင်ဆင်ပေးထားတယ်လို့သိရပါတယ်။ကျန်းဖို့ပါတီကအခုလိုမျိုးအစိုးရပိုင်းအဆောက်အအုံဖြစ်တဲ့တူအနာအားကစားပြိုင်ပွဲရုံတစ်ကိုတုံးဆွဲခြင်းလုံခြုံရေးအတွက်စစ်တပ်နဲ့ရဲကတာဝန်ယူပေးခြင်း ကျိုးဖို့ကအစီအစဉ်များကိုရန်ကုန်တိုင်းအစိုးရကစီစဉ်ပေးခြင်းဟာနိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကိုချိုးဖောက်နေကြောင်းနိုင်ငံရေးအတိုင်းအဝိုင်းကပြောဆိုနေကြပါတယ်။နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပုံမှခုနှစ်ဂါကြီးမှာ နိုင်ငံရေးပါတီတရဟာနိုင်ငံတော်ပိုင်ငွေကြေးအဆောက်အအုံယင်ပစ္စည်းတွေကိုဓာတ်ရိုက်ဖြစ်စေတွဲဝိုက်ပြီးတော့ဖြစ်စေရယူသုံးစွဲရင်နိုင်ငံရေးပါတီအဖြစ်ကနေပြီးတော့ဆက်လက်ရက်တီပိုင်ခွင့်မရှိဘူးလို့ပြဋ္ဌာန်းထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ဗကောဒါရွှေကျင်မြို့နယ်မှာစစ်ဖို့ပါတီကိုမဲထည့်ရန်လိုက်လံစီးရုံနေတဲ့အောက်တန်းစားစစ်ဖို့ပါတီဝင်တအုပ်ကိုပြည်သူတအုပ်ကဓာတ်နဲ့လိုက်ခုမှုဖြစ်ပွားခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ14ရက်နေ့မနက်ပိုင်းမှာဗကောဒါရွှေကျင်မြို့နယ်အနောက်ဘက်ကြေးပေါ်မှာစစ်ဖို့ပါတီကိုမဲထည့်ကြရန်နဲ့မဲဆွယ်စီးရုံရေးအတွက် ဒေါ်အမစိန်ဆိုတဲ့အောက်တန်းစားကျန်းဖို့ပါတီဝင်တအူးကလိုက်လံစီးယုံနေတယ်လို့သိရပါတယ်။အခုလိုလိုက်လံမဲဆွဲစီးယုံနေတဲ့အချိန်မှာအဲ့ဒီကြေးပါမှာနေထိုင်နေပြည်သူအသက်40နှစ်နဲ့အရွယ်ဦးဝင်းဦးကဒါနဲ့လိုက်လံခုတ်တဲ့အတွက်ဒေါ်အမစိန်ဟာထွက်ပြေးလွတ်မြောက်သွားတယ်လို့သိရပါတယ်။အခုလိုထွက်ပြေးလွတ်မြောက်သွားတော့လဲစစ်ခွေးနဲ့ရဲခွေးများကဒါနဲ့ခုတ်တဲ့ပြည်သူကိုဝင်းဦးကိုလိုက်လံဖမ်းဆီးရိုက်နှိုက်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီနောက်ရွှေချင်မြို့နယ်ရဲစခန်းမှာဝေကောက်ပွဲကာကွယ်ရေးဥပဒေနဲ့အမှုဖွဲ့ထားကြောင်းသိရပါတယ်။ အလားတူပဲနိုဝင်ဘာလ14ရက်နေ့မနေ့3နိုင်5မိနစ်အချိန်မှာရန်ကုန်တိုင်းသင်္ကန်းကျုံမြို့နယ်လေးတောင်ကန်ရက်ကွက်လေးတောင်ကန်လမ်းနဲ့ဥပဟန်လမ်းတောင်မှာရှိတဲ့ပန်းချံမှာစိုက်ထူထားတဲ့ချက်ဖို့ပါတီရဲ့အောက်တန်းကျလာတဲ့ကျက်တီတုံးနဲ့မဲဆွယ်ဆိုင်ပုတ်တစ်ခုဘိုကန်ညွရက်ကွက်မှာရှိတဲ့လေးတောင်ကန်လမ်းနဲ့ဇဘူဒိတ်လမ်းတောင်မှာစိုက်ထူထားတဲ့ ချက်တည်းမရှိတဲ့ပြည်သူပါတီဆိုင်ဘုတ်တခုသူ့မင်္ဂလာရက်ကွက်မှာရှိတဲ့လေးတောင်ကန်လန်းနဲ့သူ့မင်္ဂလာလန်းတောင်ဇောကနလန်းဆောင်မှာစိုက်ထူထားတဲ့ပြည်သူပါတီဆိုင်ဘုတ်တခုနဲ့ပြည်သူရှေ့ဆောင်ပါတီဆိုင်ဘုတ်တခုတို့ကို ပြည်သူ၄ဦးတို့ကဖြိုလဲခဲ့တယ်လို့သိရပါတယ်အဲ့ဒီမဲဆွယ်ဆိုင်မှုအများကိုဖြိုလဲမှုနဲ့တိုင်ငန်းမျိုးမျိုးနဲ့ရန်အောင်ရက်ကွက်ကအသက်20အရွယ်ရွှေလင်းဦးနဲ့ဘိုကံမျိုးရက်ကွက်ကအသက်20အရွယ်ခိုင်မင်းကိုအသက်16နှစ်အရွယ်စွမ်းထက်အောင်နဲ့အသက်28နှစ်အရွယ်ချင်းလင်းကိုတို့ကိုစစ်ခွေးတွေကလာရောက်ဖမ်းဆီးသွားတယ်လို့သိရပါတယ်အဲ့ဒီနောက်တိုင်ငန်းမျိုးမျိုးမှရဲစခန်းမှာရွေးကောက်ပွဲများကာကွယ်ပေးရေးဥပဒေပုံမှ24ကာဒီနဲ့အမှုဖွင့်ထားတယ်လို့သိရပါတယ် 社会这个越搞越搞这个污染呢，那么这样的肉嘛，比如一些比较环境恶、环境恶劣的屠宰场，不然是吧？这个没有。 နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ပြည်သူ့ရှိဆောင်ပါတီဥက္ကဋ္ဌတသက်ခိုင်ရဲ့အမတ်လောက်ဖြစ်ခွင့်ပေးရန်အတနာခံစာကိုစစ်ကော်မရှင်ခန့်ရွေးကောက်ပွဲကော်မရှင်ကပယ်ချလိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပြည်သူ့ရှိဆောင်ပါတီဥက္ကဋ္ဌတသက်ခိုင်ရဲ့ဗန်ချင်းငွေပြဿနာကြောင့်သဆိုင်ရာလွတ်တော်ရွေးကောက်ပွဲဥပဒေပုံမှရှစ်ကကြီးမှာပါတယ်။ပြဋ္ဌာန်းချက်နဲ့ညီဆွနေတယ်ဆိုပြီးတော့အမတ်လောက်စည်းရင်းကနေပယ်ဖြတ်ကြောင်းဗျာမုံရဲ့ရွေးကောက်ပွဲကော်မရှင်ကအော်တိုဝါလာ27ရက်နေ့မှာထုတ်ပြန်ခဲ့ပြီးတဲ့နောက်အော်တိုဝါလာ24ရက်နေ့မှာပဲ အထွေးကိစ္စစ조사ဖြေရှင်းပေးပါမယ်ဆိုရဲခန်ဝန်ဂရီနဲ့မင်းအွန်လိုင်းနဲ့ရွေးကော်ထမ်းမှာတက်တက်ခိုင်ကအတနာခံစားတင်ပြခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်မင်းအွန်လိုင်းကသူတို့အလို့ရှိတဲ့အေးမောင်ကိုကြတော့အမတ်လောင်းဖြစ်ဖို့အတွက်လွန်ငင်းအောင်ပေးခဲ့သေးတာပဲတက်တက်ခိုင်ကိုအမတ်လောင်းပြန်ပေးလိုက်လို့လည်းရပါတယ်ဘာလို့မပေးသလဲဆိုတော့အပြက်ရှင်းရင်လို့ကိုတမင်တက်တက်စောင့်မြင်ကပ်ပြီးမပေးတာလို့မုံရွာအခြေဆိုင်နိုင်ငံရေးတက်တော်လှုပ်ရှားသူတို့ကပြောပြထားပါတယ်အတနာခံစားပယ်ချခံရမှုကို နိုဝင်ဘာလ14ရက်နေ့မှာပြည်သူ့ရှေ့ဆောင်ပါတီမဲဆွယ်ပွဲမှာသက်သက်ခိုင်ကိုတိုင်ထုတ်ဖော်ပြောကြားခဲ့တယ်လို့သိရပါဗါဒ်အော်တိုဘာလ19ရက်နေ့မှာရွေးကော်ကသက်သက်ခိုင်ကိုကိုစလဲလောင်းတက်တေကန်ကပ်ပြားထုတ်ပေးပြီးမှပယ်ဖြတ်ခဲ့ခြင်းဖြစ်ပြီးအော်တိုဘာလ30ရက်နေ့မှာကမ်ဘောဇာဘန်ကိုအကျွေးသိန်း5000ဆက်ပြပြီးတော့အတနာခန်းစားကိုလက်ခံရေးအတွက်စ조사ခဲ့သေးတယ်လို့ပြောပါတယ်ဒါ့အပြင်အမတ်လောင်းပယ်ချခံရသူ86ဦးတည်းကအတနာခန်းစားတင်သူများကိုပြန်စင်းစားနေတယ်လို့သိရကြောင်းနဲ့အတနာခန်းစားတင်တဲ့သူတွေတည်းက တဦးတည်းကရီးကောက်ပွဲဝင်ခွင့်ပေးမယ်ဆိုရင်အဲ့ဒီတယောက်ကကျမတတ်တက်ခိုင်မဲ့ဖြစ်မလားဆိုပြီးမျှော်လင့်မိကြောင်း BBC နဲ့တွေ့ဆုံခန်းမှာတတ်တက်ခိုင်ကပြောကြားသွားပါတယ်။နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်ဆန်းစုကြည်ကိုတော့မှလက်ဆမ်းမှုနဲ့ပြစ်ဒဏ်ချနေတဲ့သူလို့မဟုတ်မမှန်အပုတ်ချရဲခဲ့တယ်။တတ်တက်ခိုင်ဟာအခုအမတ်လောင်းစင်းကနေပြီးတော့အပိအပြက်ပယ်ချခံရတာကိုတော့မှတခေါမှတော့နှုတ်လံမထိုးရခဲ့ဘူးလို့သိရပါတယ်။တရားမဝင်ရွေးကောက်ပွဲကိုရန်ကုန်တိုင်း FPTB အမျိုးသားလွတ်တော်မဲဆန္ဒနဲ့အမှတ်နဲ့အမှန်လောင်းအဖြစ်နဲ့ဝင်းအောင်ရှင်ပြရန်တတ်တက်ခိုင်ကအမိစင်းတင်သွင်းခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။တတ်တက်ခိုင်ဟာ2015ခုနှစ်ရွေးကောက်ပွဲမှာ NLD ပါတီအမတ်ဖြစ်နေအနိုင်ရခဲ့တော့လေ2018ခုနှစ်မှာပါတီတာဝန်များရပ်ဆိုင်းခံရပြီးတဲ့နောက်နှုတ်ထွက်ခဲ့ကပြီးသူရှေ့ဆောင်ပါတီကိုထူထောင်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီနောက်2020ရွေးကောက်ပွဲဝင်ခဲ့ရမှာတနီယာမှအနိုင်မရပဲ ခွက်ခွက်လမ်းအောင်ရှုံးခဲ့တယ်လို့သိရပါတယ်2020ပြည့်နှစ်ဩဂတ်လမှာစစ်ခွေးကောင်းဆောင်သူ့ရဲ့ပထွေးမင်းအောင်လိုက်နဲ့34ပါတီလို့တွေ့ဆုံရမှာအာနာသိန်းရန်မင်းအောင်လိုက်ကိုမြောက်ပေးခဲ့တဲ့တဲမှာကတ်တက်ခိုင်ဆိုတဲ့ခွေးမကလည်းရှင်ဆုံးကနေပါဝင်ခဲ့တယ်လို့သတင်းဖော်ပေါ်ခဲ့ပါတယ်အာနာသိမ့်ပြီးတဲ့နောက်စစ်ခွေးကောင်းဆောင်မင်းအောင်လိုက်ခန့်ထားတဲ့လူကယ်ပြန်ဝင်ကြီးနဲ့ဟိုတယ်ခီးသွားဝင်ကြီးအဖြစ်2021ခုနှစ်ကနေ2025ခုနှစ်ဇန်နဝါရီလကုန်အထိတတ်တက်ခိုင်ဟာတာဝန်ထမ်းဆောင်ခဲ့ရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့အကြမ်းဖက်စစ်ခွေးကောင်းဆောင်မင်းအောင်လိုက်ဟာဒီကနေ့မှကရင်ပြည်နယ်ဖမ်းအမျိုးကိုလာမှာဖြစ်တဲ့အတွာ DGF အပါအဝင်စစ်တပ်နဲ့အဆင်ပြေတဲ့ကရင်လက်နက်ကိုင်များမျိုးရဲကိုမလာရဆိုပြီးတော့အမိန့်ထုတ်ထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကအကြမ်းဖက်စစ်ခွေးကောင်းဆောင်မင်းအောင်လိုက်ကလက်တလောရန်ကုန်မြို့ကိုရောက်ရှိနေပြီးတော့ဗုဒ္ဓဘာသာကလျာဏယူဝအသင်း YMBA ရဲ့85ကြိမ်မြောက်စေရင်တု38ဖြာမင်္ဂလာတရားတော်နဲ့ ဗုဒ္ဓဝေစာမေးပွဲချင်းမြင်ပွဲအခမ်းအနားကိုတက်ရောက်ခဲ့တယ်လို့သိရပါတယ်အဲ့ဒီကမှတဆယ်ဖန်မျိုးကိုလာရောက်ရန်ရှိတယ်လို့ပြောပါတယ်ဖန်ကိုမအေလို့လာမှာမို့လို့ကရင်လက်နက်ကိုင်းတွေကိုလက်နက်ကိုင်းပြီးတော့မျိုးရဲကိုမလာရဆိုပြီးအမိန့်ထုတ်ထားတယ်ဖန်မှာတက်နယ်တွဲဆုံပွဲနဲ့ကရင်ပြည်နယ်အစိုးရဌာနဆိုင်ရာတွဲဆုံပွဲတွေလုံးပဲပြီးရင်ဖန်တောင်ကလေးစစ်စေးရုံကိုသွားပြီးတော့ဒဏ်ရာရတဲ့စစ်ခွေးတွေကိုသွားပြီးတွဲဖို့ရှိတယ်လို့ ကရင်ရှေတန်းသတင်းရင်းမြစ်ကပြောပြထားပါဗျ။ဒါအပြင်မင်းအောင်လိုင်းကမအူပင်မြို့နယ်မှာဖွင့်လျရန်ရှိနေတဲ့စိုက်ပျိုးရေးနဲ့မွေးမြူရေးတပ်ကတို့မအူပင်ဖွင့်ပွဲကိုလည်းတက်ရရန်ရှိနေပြီးတော့မနေ့ကတည်းကမအူပင်တမျိုးလုံးကိုလမ်းဘေးဝဲရာတွေကိုဆေးတုပ်ချင်းလုံခြုံရေးများချထားခြင်းဝင်ကြီးဌာနအဆောက်အုံများကိုကတ်တုပ်ရိုက်ပြီးတော့ဆေးတုပ်ချင်းများလှုပ်ဆောင်နေတယ်လို့သိရပါဗျ။နိုဝင်ဘာလတတိယပတ်မှာမအူပင်မှာပါဆောက်စစ်မှမရှိတဲ့စိုက်ပျိုးရေးနဲ့မွေးမြူရေးတပ်ကတို့ဖွင့်ပွဲကိုစစ်ခွေးကောင်းဆောင်တက်ရောက်ဖို့ရှိပါတယ်။အဲ့ဒီအတွက်အခုကတည်းက တက်တော့ရိုက်ပြီးတော့ကြိုတင်ပြင်ဆင်နေကြတာလို့မုံပင်အခြေဆက်ဒေတာကင်းထောက်သတင်းရေးမြစ်ကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခမောင်းအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကို အချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခမောင်းမြန်မာနိုင်ငံသူနိုင်ငံသား များအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်ဆက်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ